အယူတိန်ဆောင်လို့နှစိမ့်ဖြစ်ရရှာတဲ့စက်တောင်းတောင်မောင်သမားတမိုင်းကြောင့်အယူတိန်တော်နှစိမ့်ဖြဲဆိုတဲ့ဇာကားကရှေးလူကြီးတွေအဆန်ဆန်လက်ဆင့်ကန်းလာတာကြောင့်ဘလို့မှညင်းမရတဲ့ဇာကားဖြစ်ပါရည်။အယူတိန်မီဆိုရင်တော့မဖြစ်ချင်တာတွေဖြစ်သွားတဲ့တာရကတွေကြောင့်လေလူသားတွေဟာအယူဝါဒအစစ်အယူအဆအမှန်တွေသိနေဖို့လိုအပ်ပါရည်။ဒါကြောင့်ဒီကနေ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့အယူတိန်လို့လူစင်စစ်ကနေအဆောင်ရှောက်တွေဖြစ်သွားတဲ့မောင်သမားနှစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရည်။ နရပတိစီသူမင်းကြီးရဲ့ကောင်းမှုတစ်ခုဖြစ်တဲ့မြတိတင်လို့ခေါ်တဲ့ကိန်းရီစေရီတော်ဟာဆိုရင်တောင်ငူမျိုးအရှိတ်ကန်ဒီကြီးရွာစောလဘို့တောင်မှာတည်ရှိနေပြီးအရိနေမြေကိုစက်တောင်းတောင်နဲ့မောင်သမားကအပိုင်စားရထားတာဖြစ်ပါတယ်။ဒီမောင်သမားအကြောင်းကိုပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့ကာလတစ်ခုကစက်တောင်းမြေကန်အနီးကရင်ရွာလေးတရွာမှာရွှေမြင်တဲ့ငွေခင်းဆိုတဲ့မောင်သမားနှစ်ယောက်ရှိပါတယ်။ ငယ်စဉ်ကလေးကမိဘတွေဆုံးပါသွားတာကြောင့်အဖိုးဖြစ်သူနဲ့နေထိုင်ပြီးချိုးချိုးတက်တဲ့တောင်ရလောက်ကင်စားတောက်ခဲ့ရပြီးတော့ရာသီဥတုကြောင့်ရောကြောတရိတ်ဆန်တွေဖျက်ဆီးမှုအန္တရာယ်ကြောင့်မှမောင်သမားနှစ်ယောက်ရဲ့တောင်ရကင်းတွေပျက်စီးခဲ့ပါတယ်။အရိခါမှာရွှေမြင်တွေမှာဇာဝိနေရေးကြက်တဲလာတာကြောင့်အဖိုးဖြစ်တဲ့သူကမိတ်ဆွေဖြစ်သူတကြီးထံမှာသွားရအကူအညီတောင်းခံလျာမိတ်ဆွေတကြီးကဗကံပြည့်ရှင်နရပတိစီသူမင်းကြီးဟာတိုင်းကန်းလှည့်လည်နေကြစတောင်းမြေကန်းအနီးကကန်းဤတောင်ပေါ်မှာ ညအတီတင်ဈေးဒီတင်နေကြောင်းကာယလုတ်သားတွေလိုအပ်နေကြောင်းငွေကြေးလိုအပ်ပါကတွားရောက်လောက်ကိုင်းတင်ချောင်းတွေကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။အဖို့ဖြစ်တဲ့သူကလည်းအိမ်ပြန်ရောက်တဲ့အခါမှာတကြီးရဲ့ပြောစကားတွေကိုမြေးတွေကိုပြန်ပြောပြလိုက်တော့ကုတိုလဲရဝမ်းလဲဝါတဲ့အလုံးမလို့ရွှေမြင်ရောင်းငွေခင်မှာအာတတ်တယောနဲ့တွားရောက်ပြီးတော့လောက်ကိုင်းရန်ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာတော့မောင်သမားနှစ်ယောက်ဟာဖျားတဲတဲ့လုပ်ငန်းခွင်မှာကုတိုထက်ပတ်စံရကြံစောရီနဲ့သူများတွေထပ်ပို့ပြီးတော့မနာမနေစူးစမ်းပြီးတော့လောက်ကိုင်းကြပါတယ်။ အရေချင်းကဖျားကြရလုပ်ငန်းခွင်နဲ့ဥဒေယာနေရာဟာအလန်းကွာဝေးတယ်လို့နေပူရှင်အလွန်ပြင်းတဲ့အချိန်လေးဖြစ်နေတာပါအလန်းဝေးတဲ့နေရာကနေခောက်တုတ်ခောက်ပြန်ဥဒေချရင်အလုံနာတဲ့အချိန်မှာတော့မန်ငွေခင်ဟာတောင်အောင်နားမှာရှိနေတဲ့စစ်တောင်းမြစ်ထဲမှာရေစင်းချိုးခဲ့ရအပြန်လန်းခုလဲရောက်မှာတော့မန်ငွေခင်တရားအပူရှက်လူးလိမ်ပြီးအမောဆုကအကိုရွှေမြင်လက်ပေါ်မှာပဲအသက်ပြောက်ခဲ့ရရှာပါတယ် အကိုဖြစ်တဲ့သူကလည်းနှမငယ်ရဲ့ဖြစ်ကိုကြည့်ပြီးဝမ်းနဲ့ပူဆွေးစိတ်တွေနဲ့တူအဲ့ဒီနေရာမှာပဲနှလုံးဖောက်ပြီးတော့တည်ဆုံခဲ့ပြန်ပါတယ်။ရွှေမြင်းနဲ့ငွေခင်မောင်သမားနှစ်ယောက်ဟာအယူတိန်တဲ့စိတ်တွေနဲ့တိတ်ဆုံးခဲ့ရတာကြောင့်ကန်းဒီတောင်မှာနတ်စိမ်းဖြစ်သွားပြီးအဖိုးဖြစ်တဲ့သူကလည်းစိတ်မချဘဲနဲ့မထားရနိုင်တာဖြစ်ပြီးဝိညာဉ်နှုတ်ပြီးတော့တဘာရဲခေါ်ဆောင်သွားပါရယ်။နောက်တနေ့မှဆိုရင်တော့နရပတိစီသူမင်းကြီးကဖျားတရားရက်ကိုကြွချီလျာကန်းဒီတောင်သားရောက်မှာတော့မင်းကြီးရဲ့ဖောင်တော်ကအလိုလိုရက်တန်းပြီးရှေ့ဆက်သွားမရဘဲနဲ့ဖြစ်နေခဲ့ပါရယ်။ အဲဒီခါမှာနတ်မောင်သမားကကိုထင်းပြပြီးတော့ဖြစ်ချောင်းကုံစင်ကိုမင်းကြီးကိုရှောက်တင်ကြလိယာမင်းကြီးကကန်းဒီမြတီတင်ဖျားကြီးရဲ့အရှိတောင်ယိုအနောက်တောင်ယိုစက်တောင်းဝါပေါ့ရအရက်မှန်သမားကိုစက်တောင်းမောင်သမားအပိုင်စားစီအဲ့လိုအမိန်ပေးခဲ့ပါတယ်ဒါလို့နဲ့ကန်းဒီမြတီတင်ဖျားပွဲတော်ကိုတကူလာပြင်းနေမှာနှစ်ဆင်ကျင်းပပြီးနတ်ပွဲတွေဇက်ပွဲတွေချင်းခတ်ပွဲတွေနဲ့တူအလုံးကိုစီကားလွန်လာတဲ့ပွဲတော်တစ်ခုဖြစ်ပါရဲ့ရှင် ဒီနေ့ရွှေဘူ channel ကနေဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါအသေးသေးတော့ကြားရနဲ့ပြန်လာခဲ့ပါအောင်ပဲရှင့်ဆက်လက်ချက်ကင်အားပေးပါအောင်လို့ပြောကြားနေနှုတ်ဆက်ပါရစေ။